မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့မေတ္တာအခြေပြုခေါင်းဆောင်မှုဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာပါဒီနေ့ခေတ်မှာခေါင်းဆောင်မှုဆိုတာကိုတော်တော်လေးအရေးပေးပြောလာကြပါတယ်စီးပွားရေးလူမှုရေးနိုင်ငံရေးဘယ်လိုအဖွဲ့အစည်းမျိုးမှမဆိုခေါင်းဆောင်မှုဟာတိတ်အရေးကြီးပါတယ်ခေါင်းဆောင်မှုကောင်းရင် အဖွဲ့အစည်းအောင်မြင်တယ်ခေါင်းဆောင်မှုအားနည်းရင် အဖွဲ့အစည်းလည်းကြာရှုံးပါတယ် လူတွေကိုစီမံခန့်ခွဲတဲ့နေရာဥဆောင်မှုပေးတဲ့နေရာမှာ အရင်တုန်းကရော အခုချိန်ထိပါကျွန်တော်ယုံကြည်ထားတာတခုရှိပါတယ်အဲ့ဒါကတော့မေတ္တာရှိထားပြီးတော့အလုတ်လုတ်ချင်းကသာအထီးရောက်ဆုံးဆိုတာပါပဲခေါင်းဆောင်ဆိုတာလူတကာကြိုက်ဖို့ရမလွယ်ပါဘူးလူတိုင်းကြိုက်တဲ့ဆုံးဖြတ်ချက်တွေကြီးပဲချနေဖို့ရလေမလွယ်ပါဘူးတခါတလေအများသဘောကျတာမျိုးဖြစ်ချင်မှတောင်ဖြစ်မှာပါ အဖွဲ့တော်ရဲ့ကောင်းမယ်ထင်ရင်ဆုံးဖြတ်လိုက်ရတာမျိုးတွေလည်းရှိပါတယ်။ဒီအခါမှာနောက်လိုက်တွေကကို့ပေါ်ဘလို့မြင်နေတလဲကသိရေးကြည်လာပါတယ်။အလကားပါ။ तू မလုံရတိုင်းငါတို့ကိုဖိခိုင်းနေတယ်ဆိုတာမျိုးတွေမြင်မလား။ငါတို့ကောင်းဆောင်ကကောင်းမယ်ထင်လို့ဆုံးဖြတ်တာငါတို့အကောင်းဆုံးလုပ်ပေးကြတာပေါ့လို့ပြန်ဖြေမလားဆိုတာကသူတို့နဲ့ကိုနဲ့ဘလောက်ထိရင်းနှီးမှုကောင်းကောင်းရှိတယ်လဲဆိုတဲ့အပေါ်မှာ အဓိကမူတည်ပါတယ်။တခါတော့ကလူငယ်တယောက်ကမေးဘူးပါတယ်။ကိုယ့်ရဲ့နောက်လိုက်တွေဘက်ကနေတိတ်ပြီးတော့ထဲ့တွေးလွန်တော်လေတခါတလေအလုတ်မတွင်တာမျိုးရှိတတ်တယ်တဲ့။အဲ့ဒီတော့ဘလို့လုတ်တင်ပါလဲပေါ့နော်။ကြီးကြီးမားမားကျမ်းမာရေးထိခိုက်သွားတယ်ဝန်တန်းတယောက်နဲ့ဥပမာပေးပါမယ်။ဟုတ်ပြီ။သူကကျမ်းမာရေးတော်တော်ဆိုးနေတယ်။လားနဲ့ကြီးအခွင့်ယူရမယ်။ အလုတ်ထုတ်လိုက်ပြန်ရင်လည်းသူ့မှာငွေရေးကြေးရေးအရာခက်ခဲသွားမှာကိုကလည်းတည်နေတယ်။အဲ့ဒီလိုပဲဆက်ထားထားပြန်ရင်လည်းကိုယ့်အလုတ်မှာအများကြီးနစ်နာရမယ်။ဒီတော့သူ့ဘက်ကတွေးတင်လာကိုယ့်ဘက်ကိုပဲ ကြည်တင်လာပေါ့။ဒီနေရာမှာဗက်မြှပြီးတော့ကြည့်ရမယ်လို့မြင်မိပါတယ်။ခေါင်းဆောင်ဖြစ်တဲ့တွေ့တဖွဲ့လုံးရဲ့အကျိုးကို ပို့ပြီးတော့ဦးစားပေးရမယ်။ရလက်ထွက်အောင်လုပ်ပေးရမယ်။ ူတယောက်အတွက်နဲ့တစ်ဖွဲ့လုံးကိုဆွဲချနေတာမျိုးတော့မဖြစ်စေတင်မှုပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းသူ့ကို ကိုလှုပ်ပေးနိုင်တဲ့အတိုင်းထားတဲ့ကအစွမ်းကုန်လှုပ်ပေးရမယ်မြစ်တာထားရမယ်နှုတ်နဲ့ပဲဖြစ်ဖြစ်အားပေးစကားပြောရမယ်အဲ့ဒီလိုဝန်ထမ်းတယောက်ကို ကိုဆက်ဆံပေးလိုက်တဲ့ပုံစံသည်တခြားဝန်ထမ်းတွေဘောကိုလည်းတရားမှုရှိပါတယ်အနှဲငယ်လေးငါတို့အဲ့ဒီလို ဖြစ်ခဲ့ရင်လေခေါင်းဆောင်က ဒီလိုကယူဆိုင်မှာပဲဆိုတဲ့ခံစားချက်ကိုရသွားမယ်စိတ်လုံးချုံမှုရှိသွားမယ်ပေါ့မှတ်မိပါသေးတယ်တခါတုန်းကကျွန်တော်တာဝန်ယူထားတဲ့ရုံမှာအနောက်ဘက်ခြံထဲမှာအမိုက်တွေပွားနေတယ်မြက်ပင်တွေကလည်းရှည်လို့ကြည့်ရတာအတော်ကြီးကိုအဆင်မပြေဘူးရုံကိုလာတဲ့သူတွေအတွက်ဆိုရင်မြင်လိုက်ရရင်စိတ်တောင်ညစ်သွားနိုင်ပါတယ်ဒါနဲ့ပဲကျွန်တော်တို့အဖွဲ့သားတွေလက်အိတ်တွေကိုယ်စီစွတ်အမိုက်ကောက်တဲ့သူကကောက် ညက်ရိတ်တဲ့သူကရိတ်နေဒါလောက်ညက်ပက်ပြီးပင်မလှတဲ့အလုပ်တွေကိုအပြုံးမပြက်ပျော်ပျော်ပါပါ လုပ်ခဲ့ကြဘူးလေစဉ်းစားကြည့်မိပါတယ်အဲ့ဒီလိုဖြစ်အောင်ဘယ်ရာတွေကများစေ့စောပေးလိုက်တာလဲပေါ့အမိတ်နဲ့အခိုင်းစေခဲ့တာလားမုံကြွေးပြီးပတ်စံပေးပြီးတော့လုတ်ခိုင်းခဲ့တာလားတခုမှမဟုတ်ပါဘူးအဖွဲစည်းရဲ့အကျိုးတွေလုတ်တဲ့လုတ်ထိုက်တဲ့အလုပ်တစ်ခုကိုဘသူကမှတာစီနာစီသဘောမထားပဲ ကိုယ်တိုင်ဦးဆောင်ပြီးတော့လုပ်နေတဲ့ဆိုတာကို အဖွဲ့သားတွေကယုံကြည်လာတဲ့အခါမှာဒီလိုစူပေါင်းပြီးညီညီညွတ်ညွတ်လှုပ်ဆောင်မှုမျိုးတွေဖြစ်လာတာပါပဲလက်ညှိုးထိုးပြီးခိုင်းနေတာက မတက်တာလို့သာအောင်ဤလုံနေရပြီမဲ့ရှင်နေကတကယ်ယုံကြည်လို့လုံနေကြတာမျိုးနေတော့ရလက်ချင်းဘယ်လိုမှရှင်လို့မရနိုင်ပါဘူးနှလုံးသားထိအောင်လွှမ်းမိုးချင်ရင်တော့အမိန်နဲ့တော့မရပါဘူး မေတ္တာထားနိုင်မှရမယ်ဆိုတာသဘောပေါက်ခဲ့ပါတယ်။ကလထိုင်းဘော်ကပဲထိုင်ပြီးလက်ညှိုးထိုးခိုင်းနေတဲ့ခေါင်းဆောင်ထက်ငါကိုယ်တိုင်ရှေ့ကဥဆောင်မယ်ဆိုတဲ့ခေါင်းဆောင်မျိုးနောက်ကိုပဲအလုံးကလိုက်ချင်ကြတာပါ။သမင်းတနက်ဟင်းတနက်လျှော့စားပါ စိုက်ကားနင်းနေပြီမြေစူးစားရင်တတိတောင်ဖြစ်နိုင်နေဆိုတဲ့စကားတွေကိုကျွန်တော်တို့ကြားခဲ့ကြရပါတယ်။အဲ့ဒီလိုပြည်သူတွေရဲ့စိတ်ဓာတ်ကိုတက်ကြွစေမယ့်စကားမျိုးတွေ ိုင်းပြည်ရဲ့အခြေအနေမှန်ကိုအရှိကိုအရှိတိုင်းပြောပြပြီးအတူစ조사ကြအောင်စီယုံနဲ့စကားမျိုးတောင်ပြပုံတွေကြားကထလာတဲ့စင်ရယ်တွင်တဲကတက်လာတဲ့တိုင်းပြည်တွေမှာလည်းသူတို့ခေါင်းဆောင်တွေကပြောခဲ့ကြခုပါလေဒါပေမဲ့နားထောင်ရတဲ့ပြည်သူတွေရဲ့ခံစားချက်ချင်းကတော့မတူပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဘယ်လိုစကားမျိုးကိုပြောတာလဲဆိုတာထက်အဲ့ဒီစကားကို ဘလို့လူကပြောတယ်လဲဆိုတာကပိုအရေးကြီးလို့ပါပဲဒါကြောင့်ခေါင်းဆောင်တွေဟာရှေ့ဆောင်လမ်းပြဖြစ်ရမယ်နောက်လိုက်တွေပေါ်တကယ်စေတနာထားတဲ့သူဖြစ်ရမယ်အဲ့ဒီလူလူအဖြစ်သာကိုနောက်လိုက်တွေကမြင်နေကြပြီဆိုရင်ကိုဘလို့ခက်ခဲတဲ့ဆုံးဖြတ်ချက်တခုကိုခြောက်အောင်တော့နောက်လိုက်တွေအကုန်လုံးကတက်ညီလက်ညီအတူပါလာကြမှာဖြစ်ပါတယ်ကျွန်တော်သိကြိုက်တဲ့စကားတစ်ခုရှိပါတယ် they don't care how much you know until they know how much you care သူတို့ဘောခမားဘလောက်ဂယူးစိုက်တယ်ဆိုတာသူတို့မသိမချင်းခမားပညာတွေဘလောက်တတ်တဲ့ဘဲတက္ကသူကနေပဲဘွဲတွေရလာရလာသူတို့ကလည်းအဲ့ဓာတွေကိုဂယူးစိုက်နေမှာမဟုတ်ပါဘူးတဲ့ကိုဘလောက်တတ်တယ်လဲဆိုတာအိုင်ကျူဆိုရင်ကိုဘလောက်ဂယူးစိုက်တတ်တယ်လဲဆိုတာကအီကျူဖြစ်ပါတယ် ။ဒါကြောင့်ခေါင်းဆောင်တွေဟာအီးကျူလေမြင်ဖို့လိုပါတယ်။သူတစ်ပါးဘက်ကိုထက်တွေးပေးတတ်ဖို့လည်းလိုပါတယ်။မြစ်တာထားနိုင်ဖို့လိုပါတယ်။အဖွဲ့အစည်းတစ်ခုမှာခေါင်းဆောင်လုံးတဲ့သူဟာသူ့ရဲ့အဖွဲ့သားတွေပေါ်မှာလွှမ်းမိုးမှုရှိရပါတယ်။ positional power လို့ခေါ်တဲ့ရထားတဲ့ယာရုကြောင့်ဖြစ်လာတဲ့လွှမ်းမိုးနိုင်မှုမျိုးကတော့ကိုရှိရှိခနာပဲကိုရဲ့ရှိခနာပဲခံပါတယ်။နောက်ွယ်ရောက်ရင်တော့ ကို့မှာယာရုမရှိတော့ရင်အဲ့ဒီပါဝါလည်းပျက်စီးသွားတော့မှာပါပဲ personal power လို့ခေါ်တဲ့ကိုယ့်ရဲ့ကိုယ်ကြီးကိုယ်စီးကြောင့်ရလာတဲ့ပါဝါမျိုးကမှတကယ်လွှမ်းမိုးမှုအစ်စ်ကိုပေးတာပါအဲ့ဒီပါဝါကိုရဖို့အတွက်တော့ခဏငါစကားလိုပါပဲတော်နေယုံနဲ့မရပါဘူးကိုယ့်ရဲ့အဖွဲသားတွေကိုဂယုစိုက်တတ်ဖို့မေတ္တာရှိထားပြီးဆက်ဆံတတ်ဖို့လည်းလိုပါသေးတယ်ဒါမှအားလုံးကကိုယ်သွားမဲ့နောက်ကို အတူလိုက်လာကြမှာဖြစ်ပါတယ်။ဘလောက်ပဲတော်နေပါစေ၊နောက်လိုက်တွေမပါပဲခေါင်းဆောင်လှုပ်ချင်လို့မရပါဘူး။ဒါကြောင့်ခေါင်းဆောင်ကောင်းဖြစ်ချင်တဲ့သူဟာအာလုံးထက်အနစ်နာခံနိုင်ရတယ်၊ဒီခံနိုင်ရတယ်၊မေတ္တာထားနိုင်ရပါတယ်။ဒါဟာကျွန်တော်လက်ခံယုံကြည်ထားတဲ့ခေါင်းဆောင်မှုပုံစံတစ်မျိုးပါပဲ။โอเคဒါကတော့ဆရာဖြိုတီဟာရဲ့မေတ္တာအခြေပြု ကောင်းဆောင်မှုဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါမိစရဲ့ခံစားသိမြင်သွားမှုကိုလည်းကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့များမှာလေးကောင်းမွန်တဲ့စာစကားစုတွေရှားဖွေဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဆောင်းပါးလေးကိုစတင်တဲ့ဆိုရင် initial လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိစွေကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ